Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လေရင်ပြတ်ကျတဲ့အခါ AirPod ဖွင့်ပြီးအတက်ကယ်နိုင်မဲ့ AI စနစ်ကိုတီထွင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လေရင်ပြတ်ကျမှုဆိုတာကတော့လူတိုင်းအထွတ်ကြောက်မဲ့ဖွယ်ရအိမ်မဆိုးတကူပါပဲဒါပေမဲ့လေရင်ကိုရဲအပြင်ဘက်မှာ AirPod တွေထွက်ပေါ်လာပြီးတော့လူတွေရဲ့အတက်ကိုကယ်တင်နိုင်မယ်ဆိုရင်အကောင်းဆုံးပါပဲအဲ့ဒီစိတ်ကူးကိုတော့ဒူဘိုင်းကအင်ဂျင်နီယာចောင်းသား2ဦးဖြစ်တဲ့ Axel Wasin နဲ့ Dasan Server San တို့ကတော့ Project Rebus ဆိုတဲ့နာမည်နဲ့လက်တွေ့အကောင့်ထဲပေါ်နေကြပါတယ် BITS Plani Dubai ចောင်းသား2ဦးဟာဆိုရင်လူအများအပြားအသက်ဆုံးရှုံးခဲ့ရတဲ့ Air India လင်းရင်ပြတ်ကျမှုဖြစ်ရကြောင်းစိတ်မကောင်းဖြစ်ခဲ့ရပြီးဒီအသက်ငယ်စနစ်ကိုတီထွင်ဖို့အတွက်စိတ်ကူးရခဲ့တာဖြစ်ပါတယ်သူတို့ရဲ့စနစ်မှာတော့ AID ပညာပါဝင်ပြီးလေရင်ကပေ3000အောက်ကိုရောက်ရှိလို့အနေရရှိတဲ့အခြေအနေမျိုးဖြစ်ပေါ်လာပြီဆိုရင် ၂စက္ကန့်အတွင်းမှာပဲအပြင်ဘက်က airbag တွေကိုအလိုလျောက်ဖွင့်ပေးမှဖြစ်ပါတယ်။အဆိုပါ airbag တွေကိုတော့တနတ်တန်ခံနိုင်တဲ့ cavala လိုမျိုးအကျန်းခံပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးတော့ကွန်ပျူတာစမ်းသပ်မှုတွေအရာပစ္စည်းမှုတွေကို60ရာခိုင်နှုန်းအထိ short ချပေးနိုင်တယ်ဆိုပြီးတော့လည်းသိရပါတယ်။ပြတ်ကျပြီးတဲ့နောက်မှာတော့ကေဆေးအဖွဲ့တွေအလော်တကူရှာဖွေတွေ့ရှိနိုင်ဖို့အတွက် GPS အနီအောက်ရောင်ကြီးပြာမီနဲ့ဆေးရောင်တောက်တောက်တွေလိုမျိုးဒီပညာတွေကိုလည်းထည့်သွင်းလို့ထားပါတယ်။ လက်ရှိမှာကတော့အဆိုပါစီမံကိန်းကရှေ့ပြေးပုံစံအဆင့်ငယ်မှာပဲရှိနေသေးပေမဲ့လို့ကဘာကျော်ဂျိန်းတိုင်ဆန်အဝတ်ပြိုင်ပွဲမှာလည်းဝင်ရောက်ရှင်ပြိုင်လို့နေပါတယ်။အကဲဝေးများဒီ project rebirth အောင်မြင်ခဲ့မယ်ဆိုရင်လင်းရင်ပြတ်ချမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကိုလူသားတွေအနေနဲ့စိုးရင်ကြောက်ရွံ့နေစရာမလိုတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။